ဘယ်ချမ်းမြတ်စစ်တပ်ရဲ့ခရမ်းဖွဲ့စည်းပုံဟာစစ်စင်ရေးနယ်မြေလုံခြုံရေးထွက်ပြီးဆိုရင်လက်နက်ငယ်ကြီးသား240စီးကိုစီပါရှိရတာဖြစ်ပြီးအရန်ကြီးဟာလည်းထောင်ဝန်းတန်းပါရှိကြတာဖြစ်ပါတယ်။ဝယ်လူစကားမှဆိုရင် စစ်သား22ယောက်ရဲ17ယောက်ဆိုတော့စုပေါင်းအရာ33ယောက်အကြမ်းမြင့်လက်နက်ငယ်ကြီးသား8000နီးပါးအသရင်သုံးဆွဲနိုင်တာဖြစ်ပါတယ်။ထို့အတူထားနေမှာစခန်းမှာဆိုရင်လေစစ်သား15ယောက်ရင်း9ယောက်စုစုပေါင်းအင်အား20ယောက်ဆိုတော့ခံမှန်းလက်နက်ငယ်ကြီးသား9000နီးပါးသုံးဆွဲနိုင်တာဖြစ်ပါတယ်။တော်လိုင်းရေးတပ်ဖွဲ့တွေမှာအကြမ်းဖက်စစ်တပ်လို့ ကြည်စံပေါများစွာမတုံနိုင်မှုဖြစ်ပါတယ်။ဒါကြောင့်တချို့သောတိုက်ပွဲတွေမှာခဲရအနေထားရတိုက်ပွဲအဖြေကိုအဆုံးဖြတ်ပေးလို့ရတဲ့အနေထားမရောက်ခင်ပြန်လည်ဆုတ်ခွာခဲ့ရတာတွေဟာလွန်စွာနှမျောဖို့ကောင်းလာပါတယ်။ဒါကြောင့်မြေပြင်တပ်ဖွဲ့ဝင်တွေကိုကြည်စံမိုးတွေတိုက်ရိုက်ကူညီကြဖို့လမ်းညွှန်တိုက်တွန်းမရသေး။ဒီပြင်မှာတကယ်ထိရောက်သွားမတိုက်တဲ့အဖွဲ့တွေကတော့ခဲရန်ပေါများနေနိုင်ပါလေ။ဒါဆိုလို့အဖွဲ့တွေကတော့ကောင်းကင်ကလက်နက်ငယ်တကားမမီတဲ့လေရင်တွေရဟတ်ရင်တွေကိုပြစ်ခတ်တဲ့မူဝေတွေတင်ပြီးအောင်ပွဲခံတတ်ကြပါလေ။ပြစ်ပြတဲ့သူအမှားမဟုတ်ပါဘူး။ ကျွန်တော်တို့မြန်မာတွေကချမ်းမတိုက်တဲ့အလေးထားကရှိနေသေးတာဖြစ်ပါတယ်ဂျန်ဝန်တိုင်းကော်မူးမျိုးနဲ့တွန်တေးမျိုးအဆက်တွန်တေးတော်ရန်ကြီးတဲ့ကစခန်းငယ်တစ်ခုကိုတမန်